အေယံရီတိုင်းပသိမ်အနောက်တောင်တိုင်းစစ်ဌာနချုပ်မှစူးစောင်းထားရှိတဲ့လူငယ်တွေကိုပြည်သူစစ်မှုရန်အမတ်စဉ်စနစ်အဖြစ်ဧပြီ20ရက်ကသင်တန်းတွေကိုစတင်ဆင်းလုခဲ့တယ်လို့သိရပါဗျာ။အာဓမစူးစောင်းထားတဲ့လူငယ်200ခန့်ကိုအေယံဝရီရန်ကုန်ပဘိုးစတဲ့စစ်သင်တန်းကျောင်းတွေကိုစစ်ကောင်စီကငုံညုံရင်းယူပြီးပို့ဆောင်ခဲ့တယ်လို့သိရှိရပါဗျာ။အကြောင်းမကြားပဲအုပ်ချုပ်ရေးမှုတွေခေါ်ထားတဲ့သူတွေရဲ့ ငွေယူပြီးလိုက်တဲ့သူတွေလည်းများတယ်လို့စင်ကောင်စီတက်တဲ့နီးစပ်သူတူက ARE Times ကိုပြောပါရယ်တင်းနန်းတက်ရောက်မဲ့သူတွေကို ARE Times ဝင်ကြီးချုပ်နဲ့စစ်တိုင်းမှုကလာရောက်တွေ့ဆုံကြောင်းစစ်ကောင်စီပိုင်းမီဒီယာတွေကသတင်းထုတ်ပြန်ထားပါရယ်စစ်မှုရန်တင်းနန်းတက်ရောက်ပြီးရှေ့တန်းကိုပို့ဆောင်ရမှာတေဆုံးမှုတွေများလာတာကြောင့်စစ်သားစုဆောင်ရမှာထွက်ပြေးတိမ်းရှောင်လာတာကြောင့်ရက်ပွက်နဲ့ကြေးရွာတွေမှာအကြောင်းမကြဘဲခေါ်ယူခံရသူတွေနဲ့ ဝေယူပြီးလူစားထိုးခိုက်ရသူတွေများလာတယ်လို့သိရပါဗျ။